းတစ်ချက်ကကြတော့ဘာလဲလို့ပြောရင်အရက်သေးစာမူရဲ့ဇေဝရောင်းချပြီးစီးပွားရေးမလုပ်ရတဲ့ဘာတယ်လဲအရက်သေးစာမူရဲ့ဇေဝအဲရောင်းချပြီးတော့စီးပွားရေးမလုပ်ရတို့သူတော်စင်များအဲ့ဒီလုပ်ငန်းတွေခုလုံးလုံးစင်မှာလုပ်တော်တော်ဖြစ်တယ်ဟုတ်တယ်မလားဘာလို့လဲဆိုရင်တို့လူမျိုးကလည်းပဲစိတ်ညစ်လဲတောက်တာပဲနော်ဝမ်းတာလဲတောက်တာပဲအဲ့လိုဆိုတော့တောက်တာကမများဘူးလား များတဲ့အခါကျတော့အဲ့ဒီလုပ်ငန်းတွေနဲ့တော်တော်များများဒီလုပ်ငန်းတွေဟာဆင်ပြေတယ်။ဘာမဆိုးဘူးရောင်းကောင်းတယ်။အဲ့ဒါမျိုးလုပ်ရင်းနဲ့ဒုတိယရှင်တို့ကိုယ်စီကနေတောက်စားထားတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ဘဝကိုအခြေခံကစကြည့်ဖို့လိုတယ်။ဘယ်ကစကြည့်ရ?အခြေခံကစကြည့်။လာတောက်ခါတာကသူ့ခန္ဓာကိုယ်တည်နော်။အင်းအားလည်းပဲကောင်းလုံးမယ်။ကျမ်းမာရေးလည်းကောင်းလုံးမယ်။ ဒါပေမဲ့တက်တန်းလေးနည်းနည်းကြာသွားလိုက်လို့ရှင်ကြည်ကြည်ရုပ်ရည်ကစပုံပြောင်းလာတာမရှိဘူးလားဘုသူတော်ရှင်များဒီနိုင်ငံတွေရဲ့ဟောလာဒီအနေထားနဲ့လည်းပဲလူသေးတာပေါ့ဒီနိုင်ငံတွေစီအပူပိုင်းတွေပူတဲ့ဒေသတွေပူတဲ့ဒေသကိုချိုးကနိုင်ငံများအရက်ဆိုပြီးတော့တောက်ကြတာရှိတယ်သူ့ဒေသသူ့နေရာနဲ့သူ့ယာပြီးဥရုနဲ့ဟိုကကြိုက်ပြီးလောက်ထားတာ ကိုယ်စီမှာသွားလိုက်တော့ချို့ယောဂဝေဒနာတွေခဏဖြစ်သွားတာမရှိဘူးလားရှိပါပါဘုရားနောက်တစ်ခုကရက်ချက်တာကိုမမြင်ဘူးရင်တော့မမြင်ဘူးတဲ့လို့တောက်ဖို့တော်တော်ခဲရင်သွားလိမ့်မယ်ခဏပြက်တည်းတာယာပြက်တည်းအကုန်ထဲတာမရှိဘူးလားရှိပါပါတွေ့ရတယ်အကုန်ပေါက်ပြီးတော့ထဲ့ပြီးတော့ပေါင်းညပြုကြရေးစိမ့်တာစိမ့်ရေလောက်တာပေါ့ဘာလောက်တာလဲစိမ့်ရေလောက်တာတကယ်ထိုင်တာကြည့်နေရက်ပြက်ထွက်သွားမယ်ဟုတ်လားတကယ်ယွန်းစရာတော်တော်ကောင်းတယ် ချက်နေတဲ့အနေထားမှာတော့ပြီးတော့ကြည်ကြည်ရင်အဲဒါကြောင့်မို့ဘုသူတော်ရှင်များအဲ့ဓာရီနဲ့ကိုယ်ကရောင်းချပြီးတော့စီဝါရေဘလောက်ဖြစ်ဖြစ်ဝန်တာစရာမရှိဘူးဟုတ်တယ်မို့လားဘာလို့လဲပြောရင်ကိုယ်ကြီးကနေပြီးတော့တောက်စားမူရသွားလိုက်တယ်လိုက်ပြီးကြည်ကြည်ပေါ့အိမ်မှာတလတွင်ဘယ်နှကြိမ်ပြန်ဖြစ်တယ်လဲလိုက်ပြီးတော့ကြည်ကြည်ကိုယ်ဆိုင်ကနေတောက်ပြီးတော့အိမ်ပြန်သွားတာကိုလိုက်ကြည်ကြည်ဝင်သွားကြတဲ့ကိုယ်ကကြည်ကြည်တာကမဟုတ်တော့ဘူး ငါလာတာမမြင်ဘူးလားတကားဘောက်ဖွင့်ရမှာမသိဘူးလားခမင်းပြင်မထားဘူးလားအလုပ်တွေကစမ်းပြီးတော့ပြဿနာတက်လာမရှိဘူးလားအဲဒါကြောင့်ကိုဒီဥတော်အကြောင်းကြောင့်သူတို့ကမိသားစုတွေမျက်ရည်ပေါက်ကြီးငယ်ကြရတယ်အဲဒီပုဂ္ဂိုလ်ရဲ့စဉ်းစားဆင်ញညာမရှိဘဲနဲ့တကားလေးအာရမမှုတွေဖြစ်တာမျိုးမရှိဘူးလားရုပ်ရက်ဆင်းရက်ဖြစ်တာတွေမရှိဘူးလားတို့တော်စင်များအဲဒီအဖြစ်ပြက်တွေမကြုံရမဆုံရလေအောင် ကိုယ်ဒီဥတော်အကြောင်းကြောင့်လောကကြီးဒုက္ခမရောက်အောင်အယက်သေးသာမူရဲ့ဈေးဝါရောင်းချခြင်းကိုတက်နိုင်တယ်များရှောင်ဖို့လိုတယ်ဈေးဝါကြီးကတော့ဖြစ်ကောင်းဖြစ်လိမ့်မယ်မလုပ်ပါနဲ့ဖြက်စည်းတဲ့ဈေးဝါကြီးဖြစ်နေလို့ဗာဈေးဝါကြီးဖြက်စည်းတဲ့ဈေးဝါကြီးကိုသာသမီသူသာသမီကိုကိုရဲ့လူမျိုးအကုန်လုံးအညွန့်တုံးတာမရှိဘူးလားမရှိပါဘူးအေးအဲ့ဒါမျိုးအညွန့်တုံးကုန်တဲ့အတွက်ကြောင့်တက်နိုင်တယ်များရှောင်ဖို့လိုတယ်ခုဘယ်ဘယ်နှမျိုးရသွားလဲ င်နောက်တစ်မျိုးကကြတော့အစိတ်ရောင်းဝယ်နေစီးပွားရေးမလုပ်ပါနဲ့တဲ့။ဘာရောင်းဝယ်အစိတ်ရောင်းဝယ်ဒီအစိတ်ရောင်းဝယ်ခုစီကစိတ်ကိုဝယ်ပြီးတရားဝါးရီတတ်တယ်လူအချင်းချင်းကိုတတ်တယ်အဲ့ဒါမျိုးတွေချုပ်ကြုံရတတ်တယ်။အဲ့ဒါကြောင့်အစိတ်တွေရောင်းပြီးတော့အဲ့ဒါမျိုးလုပ်ရင်လေကိုယ်ဒီဥတော်အကြောင်းကြောင့်သူတစ်ပါးတွေသေးတာမရှိဘူးလားအဲ့ဒါကြောင့်အဲ့ဒီလုပ်ငန်းတွေလေဗုဒ္ဓကတော့စီးပွားရေး မလုပ်ပါနဲ့တဲ့စုပေါင်းဘယ်နှမျိုးပြည့်ကြည့်ပါအောင်ပါရတဲ့လေဘယ်နှရောင်းမလဲအစိမ်းရောင်းဝင်တဲ့ဒီဘဝရေမလို့အဲ့ဒါကြောင့်မို့တို့သူတော်စင်များလောကမှာသူရောကိုရော အလုံးဒီလုပ်ငန်းမလုပ်လို့မရဘူးစီးပွားမရှာလို့လည်းမရဘူးဒါပေမဲ့ကိုရှာတဲ့စီးပွားရေဘလို့လဲဆိုတာနားလည်ဖို့မလိုဘူးလားအေးအဲ့ဒါစဉ်စဉ်ချင်းချင်းနဲ့ဘဝမှာလျှောက်လန်းဖို့ဒီဒီမှာကြည့်လိုက်ရင်စုံနာကတော့အဲ့ဒီတည်းကဘာနဲ့သွားပြီးအသက်မွေးတယ်လဲပြောရင်ဒါစိငါးစိတက်ဖြတ်ရောင်းချခြင်းနဲ့စီးပွားရေလောက်တာဘယ်သူကလဲစုံနာပြောကြည့်ပါဦးနာမည်ဘယ်သူလဲ ေးစုံနာကအဲဒီစီးပွားရေးဒီကိုလုတော့ဘုရားရှင်ဒီတရားကိုဟောတဲ့အချိန်မှာစုံနာကိုအကြောင်းပြုပြီးဟောတာဘယ်မှာဟောတယ်လဲပြောရင်ရာဇဂျိုပြည်ကဝေလူဝန်ကျောင်းတော်မှာတဲ့ပြောကြည့်ပါဦးရာဇဂျိုပြည်ကဝေလူဝန်ကျောင်းတော်မှာအေးရာဇဂျိုပြည်မှာလည်းကျောင်းတော်ကြီးတွေမရှိဘူးလား အိန္ဒိယနိုင်ငံမှာထင်ရှားတဲ့ကျောင်းတော်ကြီးတွေရှိကြတယ်နော်ဘုဖာယုံကျောင်းတော်တို့ဇေတဝန်ကျောင်းတော်တို့ရှိဘူးလားရှိပါတယ်အေးအခုကျောင်းတော်ကတော့ဗာလဲဝေလူဝန်ကျောင်းတော်ဝါရောကြီးဖြစ်လို့ဝေလူဝန်ပြောတာနော်အဲ့ဒီကျောင်းတော်မှာတရင်သုံးလုံးကဒီတရားကိုဘုရားဟောခဲ့တာဘုရားရှင်ကိုရောမြတ်ကအကုသိုလ်တရားကို မလုခင်ကလေးကကြွတင်စဉ်းစားနေခြင်းလေလုပြီးသွားလို့ရှိရင် နောက်ပြန်စဉ်းစားလိုက်ရင်ပြစ္ဆုတ်ဘံဘဝအတွက်လဲစိုးရင်ပူပန်စရာပဲနောင်တမလွန်ဘဝအတွက်လဲဘာဖြစ်လဲစိုးရင်ပူပန်ရတတ်တယ်အဲ့ဒါကြောင့်မို့ပြစ္ဆုတ်ဘံဘဝလည်းပဲစိုးရင်ချင်းခင်းခင်းနဲ့နေနိုင်အောင်ပြစ္ဆုတ်ဘံကောင်းမှနောင်တမလွန်ဆိုတာကကောင်းတာဟုတ်တယ်မို့လားအဲ့ဒါကြောင့်ပြစ္ဆုတ်ဘံဘဝမှာဘုရားကတော့အကုသို့ကင်းစေခြင်းနဲ့ပေါ့အဲ့ဒါကြောင့်မို့စုံနာကိုအကြောင်းပြုပြီးဒီတရားဟောတဲ့စုံနာက အဲ့ဒီရာဇကြိုပြည်မှာနေရင်းနဲ့ဝတ်သက်တဲ့လုပ်ငန်းနဲ့စီးပွားရေးလုပ်တယ်တဲ့ပါတတ်တာဝတ်သက်တဲ့လုပ်ငန်းနဲ့စီးပွားရေးဟုတ်လားဒီလုပ်ငန်းนี่ तू လုပ်တယ်အေး तू ကကိုကိုယ်တိုင်တက်ကိုကိုယ်တိုင်အဲ့ဒါသူတို့မိသားစုရောင်းညချကြလုပ်တယ်အဲ့ဒါမျိုးလို့ဆိုတော့ဒီအိမ်မှာဝတ်လေးတွေကိုဘယ်လိုမွေးလဲပြောရင် तू ကတောရွာဘက်တွေကိုသွားပြီးတော့အဲ့ဒါဝတ်တွေလိုက်ရှာတယ် ရအကောင်ကြီးကြီးဆိုရင်လည်းဝယ်လာခဲ့တယ်အကောင်သေးတာလေးတွေလည်းဝယ်လာခဲ့တယ်အကောင်သေးတာလေးတွေအတွက်ကျတော့ပြီးတဲ့သူကနေရာလေးလှုပ်ထားတယ်ဘာလေးလှုပ်ထားနေရာလေးလှုပ်တာခြံလှုပ်ထားတယ်အိမ်နောက်ဖေးမှာဘယ်ဖေးမှာလဲအိမ်နောက်ဖေးမှာခြံလှုပ်ထားလိုက်တယ်အဲ့ဒါမျိုးအိမ်နောက်ဖေးမှာခြံလှုပ်ပြီးတော့အဲ့ဒီထဲမှာဗာမွေးလေဝက်မွေးတယ်နော်ဝက်မွေးထားပြီးတော့အစားတောက်လေးတွေကျွေးအကောင်လေးတွေ အရွယ်လေးရလာပြီတက်လို့ရပြီ ရောင်းလို့ရတော့ပြီဆိုတော့အဲ့ဒီအချိန်မျိုးကို ရောက်ပြီဟဲ့လို့ဆိုရင်ဘုရားလှုပ်တယ်လေလို့ပြောရင် ကိုကိုယ်တိုင်တတ်တာကိုစတော့တာပဲဘာလို့တာလဲကိုကိုယ်တိုင်တတ်တာကိုစသူ့ရဲ့တက်နည်းတွေကိုစထဲမှာဖတ်ကြည့်ရတော်တော်ရက်သက်တာပဲဟုတ်လားအဲ့ဒီဝရကောင်ကိုတတ်တော့မယ်ဆိုရင်ခြေတော့ခြေတွေလက်တွေကိုဂျိုးနဲ့ခြီလိုက်တယ်တဲ့ဘာနဲ့ခြီဂျိုးနဲ့ခြီလိုက် ကျိုးနဲ့ဒင်းနေအောင်အဲ့ဒါခြီးထားလိုက်တယ်။အဲ့လိုမျိုးခြီးထားပြီးတော့ဒီဘက်ကိုနဘေးမှာလှဲထားလှဲထားပြီးတော့တစ်ဖက်ကလည်းရေနွေးဦးတည်ထားတယ်။ဘာတည်ထားလဲ။အဲရေနွေးဦးတည်ထားတယ်အဲ့ဒီရေနွေးကလည်းနော်တကယ်ဆူပွက်နေတဲ့ရေအဲ့လိုမျိုးဆူပွက်နေပြီဆိုရင်ရေနွေးဦးတွေကရေနွေးကိုခတ်ပြီးတော့ဒီ ဝက်ရဲ့ပါဇက်သေးကိုလောင်းမှုရသူဘလို့လှုပ်တုံးဆိုတော့ဝက်ရဲ့ပါဇက်ကိုဖြဲပြီးတော့ဒုတ်တချောင်းကိုအထက်နဲ့အောင်နဲ့ထောက်ထားလိုက်တယ်တဲ့။ဘာထောက်ထားလိုက်တာ။ဒုတ်တချောင်းကိုအဲ့ဒါထောက်ထားလိုက်တယ်။အဲ့ဒါမျိုးထောက်ထားပြီးတော့အဲ့ဒီပါဇက်သေးကနေဘာတွေလောင်းထည့်။ရေနွေးတွေသူကလောင်းထည့်တယ်။အဲ့ဒီရေနွေးကဘယ်ထဲရောက်သွားပြီးတော့ကျင်ကြီးတွေနော်ပျော်တယ်ပေါ့။များများလောင်းထည့်တော့ပျော်ပြီးတော့ပြန်စွန့်ထုတ်တယ်။ အဲ့ဒါမျိုးသူကထက်ခါထက်ခါလောင်းတယ်။နောက်ကျင်ကြီးဒီဘက်ကစွန့်ထုတ်တဲ့အပိုင်းကတန့်ရှင်းမှုမရှိမချင်းပေါ့။အညစ်ကြေးပါသေးတယ်ဆိုရင်ထက်လောင်းတယ်။ထက်လောင်းတယ်ဆိုဝက်ကအော်ဟစ်ပြီးတော့ခံရတယ်။ဝက်ကအသေးလားအရှင်လား။အရှင်ပါဗျာ။အရှင်ပဲရှိသေးတာအဲ့ချိန်မှာ ကျိုးနဲ့တုံးပါးစပ်ကိုဘယ်လိုလှုပ်ထားတာလဲ။အင်းဖြဲပြီးဒုံးနဲ့ထောက်ထားတယ်။ထဲတယ်ရှင်လေးလောင်းထဲတယ်။ အဲ့ဒါဟိုကနာကျင်လုံးလို့အော်ဟစ်ပြီးတော့အမြဲတမ်းသူ့အိမ်နံဖြတ်သွားတဲ့ပုဂ္ဂိုလ်ဆိုအမြဲတမ်းဒီအတန်နေကြရတော့စိတ်မချမ်းသာကြဘူး။ဒါပေမဲ့သူကိုယ်တိုင်ကတော့ထဲ့တွက်ရလား။မတွက်ဘူးအဲ့ဒီတိုင်းနဲ့တင်လှုပ်တယ်။အဲ့ဒါ